။ဘေးကင်းရန်ကွာရှိကြပါစေခင်ဗျာ။တော်လိုင်းသတင်းတွေကိုနားဆင်ရအောင်ပါ။ကျွန်တော်ကတော့ကြော်ဆိုးပါ။အော်ရဘလာ22ရက်နေ့မနေ့ပိုင်းက တိုက်ပွဲတွေဖြစ်ပါတယ်။မန္တလေးတိုင်းမြင်းကြံခရိုင် မြင်းကြံမြို့နယ်မြင်းကြံနထိုးကြီးလမ်းမပေါ်ညောင်ပင်ရွာအနီးမှာတိုက်ပွဲဖြစ်ခဲ့တာပါ။ရန်သူအုပ်စုတွေစီလာတဲ့ကားသုံးစီးကိုတိုက်ခတ်ခဲ့တာဖြစ်ပြီးတော့ရန်သူတအူးသေးလက်နက်၃လက်ရလိုက်ပါတယ်။ဒီတရင်ကိုမြင်းကြံခရိုင်အမှတ်၈တိုင်ရင်မှာထုတ်ပြန်ပါတယ်။ ရန်သူအင်အားကိုမသိရပေမဲ့တိုက်ခိုက်မှုကြောင့်အကုန်ထွက်ပြေးသွားကြောင်းရန်သူဂျမ်းမာကားလည်းမောင်းမရပဲပျက်စီးသွားကြောင်းငင်းကြံခရိုင်အမှတ်ရှိတိုက်ရင်မှတာဝန်ရှိသူတူကပြောပါတယ်နောက်ဆုံးမှကြံတဲ့ဂျမ်းမာတင်တဲ့တဘယ်ကတ်ကားတစ်စီးကမောင်းလို့ခက်ခဲတာကတကြောင်းရန်သူကဘယ်ညာအရှိနောက်မှာရှိနေတာကတကြောင်းဒီစစ်စင်ရေးကိုမိနစ်20လောက်နဲ့ပေါ်ဆောင်ပြီးအ мян ခွာစစ်ဆင်ခဲ့ရတာကြောင့်ကားတွေလည်းမသေးနိုင်ဘူးကြံနေခဲ့တဲ့တဘယ်ကပ်နဲ့ဂျမ်းမာကားကိုလက်ပစ်ဘုံးနဲ့ခွဲပြီးတော့ ကျွန်တော်တို့ခွာစစ်ဆင်ပြီးတော့ဆုတ်ခဲ့ရတယ်လို့ဇီရိုပျောက်ကြားတက်မှာတက်ရင်ခုနှစ်မြင်းကြံခရိုင်တက်ရင်မူဘိုသက်ကြီးကပြောပါတယ်လက်နဲ့ချို့တွေလည်းရလိုက်ပြီး MA1 တက်လက် MA3 တက်လက်နဲ့ G3 တက်နတ်တက်လက်တို့ဖြစ်ကြပါတယ်မြင်းကြံခရိုင်အမှတ်၈တက်ရင်နဲ့မြင်းကြံခရိုင်အမှတ်ခုနှစ်တက်ရင်ဇီရိုပျောက်ကြားတက်ဖွဲ့တွေကပူပေါင်းတက်ခတ်ခဲ့ကြခြင်းဖြစ်ပါတယ်ခင်ဗျာမကွေးတိုင်းပေါ့မြွနယ်ကတိုက်ပွဲအကြောင်းကိုဆက်ပြောပြပါမယ် အော်တိုဘားလ18ရက်နေ့မနက်ပိုင်းကတိုက်ပွဲဖြစ်ပြီးအောက်မြွနယ်မြောက်ပိုင်းကိုစစ်ကြောင်းထိုးလာတဲ့အင်အား200ဝန်းကျင်ပါအကြမ်းဖက်စစ်တပ်ကိုပြည်သူတော်လှန်ရေးတပ်ဦး PRF တပ်ဖွဲ့ဝင်မှရဲဘော်တွေက ကြားဖြတ်တိုက်ခိုက်တာဖြစ်ပါတယ်။ရန်သူအုပ်စုဟာအင်အား200ဝန်းကျင်နဲ့ကပ္ပစာ24ကနေပေါ့မြွနယ်မြောက်ပိုင်းကိုဥတီလာခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲမှာရန်သူ9ဦးသေဆုံးခဲ့ပြီးစစ်ကြောင်းတစ်ခုလုံးပြန်ဆုတ်ပြေးသွားကြောင်းပြည်သူတော်လှန်ရေးတပ်ဦး PRF မှအသိပေးပြောဆိုထားပါတယ်။ တနအီခန့်ကြာချိန်ဖြစ်ခဲ့တဲ့အဲ့ဒီတိုက်ပွဲမှာအထိနာတဲ့ရန်သူတွေဟာထွက်ပြေးသွားရကနေ၅ဦးသေဆုံးကြံရစ်ခဲ့ခြင်းဖြစ်ပြီး၈ဦးထပ်မံနဲ့ဒဏ်ရာရတယ်လို့တော်လိုင်းဤဘက်ကပြောပါတယ်။ရန်သူကိုခုခံတိုက်ခိုက်ဖို့နဲ့ပြည်သူလူထုကိုကာကွယ်ဖို့ကကျွန်တော်တို့တာဝန်ပါ။ကျွန်တော်တို့ရင်ဆိုင်တိုက်ခိုက်နေရတဲ့စစ်အာဏာရှင်ဆိုတဲ့အုပ်တရိုင်းနိုင်ငံကြီးဟာတုတ်တယ်ကြီးမားလို့နဲ့ဒါကြောင့်ကျွန်တော်တို့ပြည်သူတော်လိုင်းတပ်ဖွဲ့တွေအနေနဲ့တိထက်ပို့ပြီးစုစည်းနေဖို့လို့လိုသလိုတိထက်ပို့ပြီးမာကျောဖို့လိုတယ်ဟူ၍ ပြည်သူတော်လိုင်းတပ်ဦးမှတာဝန်ရှိသူကပြောဆိုပါတယ်။ဒီတိုက်ပွဲကတော့ပြည်သူတော်လိုင်းတပ်ဦး PRF နဲ့မဟာမိတ်တပ်ဖွဲ့တွေဖြစ်ကြတဲ့ပြည်သူဒီမိုကရက်တစ်တပ်တော် PDA ၊ကျောင်းသားလက်ရုံးတပ်တော် SAF ၊ Borderless နဲ့ဒေသပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပါတယ်ခင်ဗျာ။ဟိုနေဟိုနေဒီတိုက်ပွဲကလည်းဤစကောရှိနေပြီလို့မကောင်းမှုအပွင့်တော်ဆောင်မျိုးတကောကောင်းမကောင်းလို့အလုပ်ကြမကြိုက်တာ။စိတ်ငားရလို့ဖြစ်ပါလားအများပြောနေတာ။ မန္တလေးတိုင်းနဲ့ထိုးကြီးမြို့နယ်နဲ့မလိုင်မြို့နယ်တွင်ကတိုက်ပွဲဟောင်းမှတ်တမ်းတွေထွက်ရှိလာပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ25ရက်နေ့ကစခဲ့တဲ့တိုက်ပွဲများဖြစ်ကြပြီးဒီတိုက်ပွဲတွေမှာတော့နထိုးကြီး People Defense Force ကတင်းထုတ်ပြန်ထားချက်အရဘုံမှုဘိုးကြီးတွေအပါဝင်ရန်သူအများပြားတိုက်ဆုံပြီးဂျမားဆက်နဲ့လက်နက်ခဲယံအများပြားသိမ်းဆီရရှိခဲ့တယ်လို့ပါဝင်ပါတယ်။ထုတ်ပြန်ချက်တွေအရသိရတာကတော့စက်တင်ဘာလ25ရက်နေ့ကနထိုးကြီးမြို့နယ်ရန်ကင်းဖျားကနေမြိုင်သာကြေးရွာဘက်စစ်ကြောင်းထိုးတဲ့ အင်အား200ပါစစ်အုပ်စုစစ်ကြောင်းကိုတော်လိုင်းတပ်တွေကပိတ်ဆို့ရမှာဗိုလ်ကြီးတယောက်ပါဝင်တပ်သား9ယောက်နဲ့အထက်သေဆုံးသွားပြီး MA5 တနတ်တလက်တင်းစီရရှိတယ်လို့သိရပါတယ်နောက်ထပ်ပြီးတော့အော်တိုဘာလတရက်နေမှာတော့လက်ထူးကြီးမြို့နယ်မြိုင်သာရွာကိုမိရှုပြီးဒိုင်းလေရွာကိုဥတီနေတဲ့အင်အား250ခန့်စစ်ကြောင်းကိုတော်လိုင်းတပ်တွေထပ်မံတိုက်ခိုက်ရမှာ၃နိုင်ကြာကြာတိုက်ပွဲဖြစ်ခဲ့ပါသေးတယ် အဲ့ဒီတိုက်ပွဲမှာလည်းရန်သူစစ်ကြောင်းထိနာပြီးဖွဲ့စည်းပုံပြတ်ကားတက်လန်သွားခဲ့တဲ့အတွက်ရန်သူလေးယောက်ကိုဖမ်းဆီးမိခဲ့ပြီးစစ်သား10ယောက်ထက်မနည်းသေဆုံးသွားတယ်လို့ဆိုထားပါဗျ။လက်နက်သိမ်းစီရရှိမှုကတော့ငဂျင်းမီတလက် ME11 3လက် G3 2လက် ME1 တလက် M79 တလက် ME5 2လက်ဒရုန်း2စီးကြီးမျိုးစုံ3332တောက်၄၀မမ၃လုံး၆၀မမ၇လုံး RPG တစ်ခု Drop Bomb ၄ပါ ့ဥယန်းတောက်၁၁တောက်လက်ပစ်ပုံး၁၂လုံးအီနာကာ၃လုံးကြီပေါက်၂၁ပေါက်တပ်ပြီး၃ခုဂျမာကားဒစီနဲ့ကား၃စီးတို့ဖြစ်တာဖော်ပြထားပါတယ်။နောက်တစ်ခါအော်တိုဘလ၉ရက်နေကလည်းမလိုင်မြို့နယ်နှောကန်ရွာကနေအင်ကြီးတော်ရွာဘက်ကိုအင်အား၂၀၀နဲ့ရန်သူစစ်ကြောင်းထိုးတာကိုအော်တိုဘလ၁၂ရက်နေ့ထိ၄ရက်ဆက်တိုက်ပွဲဖြစ်ခဲ့ပြီးဘုံမူကျော်မင်းအပါဝင်ရန်သူအယောက်၂၀တက်မနည်းတေဆုံးပြီး ငါးဦးကိုလည်းဖမ်းမိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲမှာလည်းလက်နက်ရရှိမှုတွေကတော့ MA1 6လက်၊ MA2 5လက်၊ MA3 6လက်၊ MA4 တလက် RPG တလက်၊ငကြင်းမီ2လက်60မမပြောင်းတူ3လက်60မမပြောင်းရှိတလက်ငကြင်းမီပြောင်းတစ်ခုကြည်မျိုးစုံ6088တောက်ပုတ်ကြီး25တောက်40မမ15လုံး60မမ17လုံး RPG 12ဖူး RPG ပုတ်ရန်6တောက်ရက်စားပလင်း7လုံးလက်ပစ်ဘုံ4လုံး M9 နှလုံး drone 2စီး drone shooter နှစ်ခုကြောပိုးဂျမ်မာတစ်ခုဂျမ်မာအကြီးတစ်ခုကား3စီး drone ပုံသီးနှစ်ဖာကြီပေါ့ဆုံ56ပေါက်တို့ဖြစ်ကြပါတယ်နောက်တစ်ခါအော်တိုဘလာ12ရက်နေ့ရောက်မှာတော့မလှိုင်မြို့နယ်နှောကန်ရဲစခန်းကနေစစ်ကူလာတဲ့ရန်သူစစ်ကြောင်းကိုတော်လိုင်းပြူပေါင်းတပ်တွေကကြားဖြတ်တိုက်ရမှာရန်သူအများပြားထိခိုက်သေးဆုံးပြီး MA1 လေးလက် အမေ2နှစ်လက်အမေ3လေးလက်60မမပြောင်းတူတက်လက်တကိုထပ်မံတင်ပိုက်နိုင်ခဲ့ကြပါတယ်စက်တင်ဘာလ25ရက်နေ့ကနေအောက်တိုဘာလ12ရက်တွင်16ရက်တာအတွင်းတိုက်ပွဲမှတ်တမ်းတွေဖြစ်ကြပါတယ်အင်အား200ကျော်ပါစစ်တပ်စစ်ကြောင်းဟာတိုက်ဆုံထိခိုက်မှုများသလိုတော်လိုင်းတပ်တွေဟာရန်သူရဲ့လက်နက်မျိုးစုံ90နီးပါးကိုတင်စီရခဲ့ကြောင်းနေထိုးကြီးပြည်သူ့ကာကွယ်တပ်မတော်နေထိုးကြီးပြည်ပဒဖန်ဖို့စ်မြင်းကြံခရိုင်မှတ်လေး30တပ်ရင်းကတည်င်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ်ခင်ဗျာ ။ပြင်းပြင်းနဲ့မြပရီမြို့နယ်လေးကီကော်နီကတလတာတွင်တိုက်ပွဲသတင်းတွေလည်းထွက်ရှိနေတာတွေ့ရပြီးရန်သူဘက်ကဒုတက်ရင်မှုအပါဝင်စစ်သား150ကျော်တိုက်ဆုံတယ်လို့တော်လိုင်းဤမြပြင်သတင်းရင်းမြစ်တွေကပြောနေကြပါတယ်။ပြီးခဲ့တဲ့လစက်တင်ဘာလ23ရက်နေ့ကစပြီးအချမ်းဖက်စစ်အုပ်စုဟာလေးကီကော်မြို့တိဘက်အင်အားထောင်နဲ့ချီပြီးစစ်ကြောင်းထိုးလာရမှာကော့ပရာပူပေါင်းစစ်ကြောင်းတွေကပိတ်ဆို့ခုခံတိုက်ခတ်ခဲ့ကြပါတယ်။အဲ့ဒီတိုက်ပွဲတွေနဲ့ကရုပ်တံမှတ်တမ်းချို့ထွက်ရှိလာပြီးတိုက်ပွဲများမှာရန်သူတိုက်ဆုံမှုများခဲ့ကြောင်း ော်လိုင်းရီတမားဘက်ကဆိုပါတယ်လေးကီကော်ကိုရန်သူစစ်ကြောင်းတွေရောက်ရှိလာရမှာဗိုလ်ဒါဘောဦးစီးတဲ့ကော်ပိုရာစစ်ကြောင်းထံလက်နက်နဲ့အလင်းဝင်ရမှုတွေလည်းရှိနေကြောင်းဆိုထားကြပြီးတစ်ဖက်မှာလည်းစစ်အုပ်စုတပ်တွေကတော့လေးကီကော်ကိုထိန်းချုပ်နိုင်ဖို့အရေးပါတဲ့ဆွေတော်ကုန်းကိုသိမ့်ပိုက်ထားပြီးလည်းဖြစ်ပါတယ်လက်ရှိတိုက်ပွဲအခြေအနေကတော့တော်လိုင်းရီတပ်တွေဟာမင်းလက်ပံနဲ့ဖလူဘတ်တွေကနေရန်သူကိုပိတ်ဆို့ခုခံနေကြဆဲဖြစ်ပြီးတိုက်ပွဲတွေပြင်းထန်နေကြဆဲဖြစ်ကြောင်းလည်းသိရပါတယ်ခင်ဗျာ